ါတော့ကျွန်တော်တို့ဒီဘောမျိုးဆေးရုံအေရီယာတွေရောက်နေတာဖြစ်ပါတယ်ဒီဘောမျိုးဆေးရုံအေရီယာကကျွန်တော်နှစ်ချမ်းရှိပါတယ်လမ်းရဲ့ကျွန်တော်တို့ဟိုဘက်ချမ်းဒီဘက်ချမ်းပေါ့ကျွန်တော်လက်ရှိရောက်နေတဲ့အချမ်းကကမ္ဘောဇာပိုင်ရဲ့မြန်နေချင်းဆိုင်ဘက်ချမ်းကဆေးရုံအေရီယာပါဒီမှာကျွန်တော်တို့ဝန်ထမ်းအရာတွေရှိတယ်အဲဒီရုံလုံဆေးရုံနဲ့ပတ်သက်တဲ့ဒီရုံလုံငန်းအဆောက်အဦတွေရှိတယ်အဲ့ဒီထဲမှာရှိတဲ့ကျွန်တော်အဆောက်အဦတစ်ခုပါဒီမှာတော့ဒါကြီးပိုက်တွေပါအပလောင်လနဲ့ကိုင်ဖွဲတွေကဒီမှာဒါရောင်းစားဖို့တော့ဗျာဒီမှာကြီးကြီးပိုက်တွေသူတို့ဖြုတ်ထားတယ်ဖြုတ်ပြီးတော့ရောင်းစားဖို့ဖြတ်ထားတာပေါ့ဗျာဒီမှာဒါဆိုရင်ကျွန်တော်တို့အဲကွန်းတောက်တွေပါဒါအဲကွန်းတောက်တွေပါအ အဲကွန်အပြည့်တောက်တွေပါမယ်အတွင်းတောက်တွေပါမယ်ဒီမှာဒါအဲကွန်ရဲ့ဒါလေးစစ်တဲ့ဇာခါပါပလောင်ဖွဲ့တွေကရခိုင်တိုင်းပဲဖြုတ်တယ်ခိုးတယ်ခိုးခိုးဖို့ခိုးဖို့ဖြုတ်ထားတာပေါ့ခိုးဖို့ဖြုတ်ထားတာဒီမှာတို့ဒါတဲ့ဖို့တဲ့တို့အချိန်မမီခဲ့တာနဲ့တွေ့ပါတယ်တချို့ပါခင်ဗျာဒီအပေါ်မှာထားတဲ့အဲကွန်ကခင်ဗျာဒီချမ်းမြေပေါ်ကြာလာစရာအကြောင်းမရှိဘူးကြာလာစရာအကြောင်းမရှိတာပြီးရင်ကျွန်တော်ဒီမှာထပ်တွေ့ရတော့ပလောင်တွေကကျွန်တော်တော်တော်ချစ်ပုံရတယ်ဗျာဒီမှာဆိုရင်ဒီကျွန်တော်နဲ့ပတ်သက်တဲ့သူကစာတွေပါရေးထားသေးတယ် ကျွန်တော်ပြအောင်မှာဗျာဒါဒီမှာအာဒီမှာကြော်စိုးဦးတဲ့ဘာလဲမင်းဖင်ခံခြင်းငါရှိတဲ့နေရာကိုလာခဲ့တယ်ဒီမှာဒါသူတို့ရေးထားတယ်ဟာကျွန်တော်တော်တော်ချစ်ပုံရတယ်အခန်းရဲ့ရှေ့မှာကိုကတ်ထားတာဒါဒါသူတို့ရေးထားတယ်ဟာဒါသူတို့ရေးထားလေကြော်စိုးဦးတဲ့မင်းဖင်ခံခြင်းနဲ့ဟိုကျိုးသူတို့ရည်စရာတော့ကောင်းတယ်အလားတူပါပဲဒီဆေးဟိုအိမ်ပြမှာအကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့ဒီမြေရောက်ဘန်ကနှစ်ခုလောက်ထားတယ်အဲ့မြေရောက်ဘန်ကောင်လည်းကျွန်တော်ရိုက်ပြမယ်ဒါတော့နောက်တစ်ရက် ဒါကျွန်တော်နောက်တဲ့တခန်းထဲကတွေ့တာဒီမှာလည်းသူရေးထားသေးတယ်ကြော်စိုးဦးကကြောင်စိုးဦးတဲ့အာသိမ့်မချောင်းနဲ့တဲ့မွေးနေပြောင်းပေးလိုက်မယ်ပလောင်းတွေတော်တော်ချစ်တာပြဒီမှာလည်းသူရေးထားသေးတယ်ခိုင်တော့တဲ့ဖင်သိမ့်များနဲ့ငါတို့ပြန်လာမယ်တဲ့အိုးမကျော်ကြော်စိုးဦးမအေးလို့တဲ့ဒီကောင်နေဟောကျွန်တော်တော်တော်ချစ်နေပုံရတယ်ဒါတော့ဆေးကိုအဆောက်ဦးတော့မှာဗျဒီထဲမှာဆိုရင်ဒီပလောင်လမ်းတစ်ခိုင်ဖွဲ့နေနေသွားတဲ့နေရာတွေတွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဘန်ကာဘန်ကာနှလုံးအခိုင်မှာလောက်ထားတယ်အဲ့ဘန်ကာလည်းကျွန်တော်ရိုက်ပြပြီးမှဖြစ်ပါတယ် အားလုံးမင်္ဂလာပါဗျာဒါတော့ကျွန်တော်တို့ sale ဦးထဲမှာရှိနေတဲ့ TNL လေးလုတ်သွားတဲ့ bank ကပါ bank ကတော့ကျွန်တော်တော်တော်လေးခိုင်ကမ်းမှုရှိတယ်အဲအတွင်းထဲမှာဆိုလည်းဒီကောင်လေးအိတ်သွားတဲ့ဟိုမှာ sofa လေးတွေ့ရတယ်ဒါဒီထဲမှာကျွန်တော် bank ကနှလုံးပါဗျာ bank ကနှလုံးတွေ့ရတယ်အဲ့တော့သူတို့ကတော့ဒီလေချောင်းတို့ drone ရန်တို့ကာဝယ်ဖို့ဖြစ်တယ်သူတို့ဒီဆောက်ထားတဲ့ဒီ bank ကတိဆောက်ထားတဲ့နေရာကဒီမကြီးမင်ကြီးအောက်မှာသူတို့တိဆောက်ထားတာပါအဲ့ကမြ bank ရဲ့အကွင့်ထွက်လန်းဒီထဲမှာကျွန်တော်တို့ bank ကဒီကနေဝင်ပြီးတော့ဒီဘက်မှာထွက်လို့ရတယ်ဒီမှာထွက်ဖို့ထွက်ပေါက်လည်းပေးထားတယ် ပြီးရင်ကျွန်တော်ဒီဘေးမှာဆိုရင်အသက်ရှူလို့ရတဲ့အပေါက်တွေပေါ့လေပေါက်တွေလည်းသူတို့လောက်ထားတာတွေ့ရတယ်ဒါသူတို့ဘန်ကာပေါ့ဗျာဒါနံပါတ်1ဘန်ကာပြီးကျွန်တော်နံပါတ်2ဘန်ကာထပ်ပြမယ်ဒါတော့ကျွန်တော်တို့စေုံနယ်မှာရှိတဲ့ဒုတိယဘန်ကာပါဒီဘန်ကာကိုလည်း၈ဘန်ကာလို့ပဲကျွန်တော်အခိုင်အမာတိစောက်ထားပါတယ်အာဒီမှာကကျွန်တော်တို့ဒီအပေါ်မှာကကွန်ကရစ်ပြားကိုကွန်ကရစ်ဒူးကိုတော်တော်လေးကျွန်တော်တို့ဒီတပေပတ်လည်းလောက်အထူးလောက်ထားတယ်အဲ့ဒီအောက်မှာထပ်ခင်းလာကဒီမှာတန်ပြားကြီးပါဒီမှာတန်ပြားအဲ့တော့စနေတဲ့ကြောက်တော့လောက်ထားရပြဒါတော့ကျွန်တော်ဒီလေရင်ဘုံနဲ့ခံနိုင်ရောဗျာဒီမှာတန်ပြားတွေပြီးရင်ဒီမှာသူတို့အိတ်ထားတဲ့ အမှုရတယ်တွေ့ရတယ်ဆောင်းတွေတွေ့ရတယ်မချင်းစည်းကိုတွေဘန်ကကမဲကြည့်ဒီမှာဘန်ကအထူးကြီးအတန်လုံးလေးဆိုတော့ခင်ဗျာသုံးတာတော်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 တန်လုံးရဲ့ဓူကလည်းကြီးရယ်ဒီမှာရှိအသုံးပြုရတဲ့တန်များတွေကလည်းတော်တော်လေးထူတယ်ခင်ဗျာပလောင်နေခင်ဗျာဒီမှာစိုးရင်ဘလောက်စိုးရင်စိနေဘလောက်နေရလဲဆိုတော့ခင်ဗျာဒီအစာဝတ်အကျင့်သိတယ်တို့ဘလို့ဒီတီပေါ်မြေမှာဘလို့နေထိုင်ခဲ့လဲကြည့်ရင်သိတယ်တရားအကျင့်ရပြီပလောင်နေဟာဒီမှာတို့တီပေါ်မြေမှာတို့နေစဉ်ကာလကကြောက်လန့်ပြီးတော့လူလုံးမနေအောင်ခွေးလို့နေရတာဟာဒါခွေးလို့နေရတာ ဒီမှာကြီးကြောက်လိုက်ပြီးတော့ဒီမှာကြောက်လိုက်ပြီးတော့တံပြားတွေနဲ့တံပြားတွေခံပြီးတော့ဘန်ကာတိဆောက်တာတွေလောက်ရတယ်ဒါတော့တို့ရဲ့ဒီလေဝင်လိုထပ်ပေါ့ဗျာလေဝင်လိုထပ်ပေါ့ဒါတော့ဒီဒီပေါ်မျိုးစေုံတွေကဖြားနာကုသဆောင်ပါဖြားနာကုသဆောင်ဆိုပေမဲ့အဆောက်အဦတိုင်းပဲကျန်တော့တယ်ဒီမှာကျွန်တော်တို့ဂရင်တွေကဘာတစ်ခုမှမရှိတော့ဘူးစေယုံလုပ်ငန်းသုံးပစ္စည်းတွေဘာတစ်ခုမှမရှိတော့ဘူးဒီလိုပါပဲအခန်းထဲကဒီတိုင်းပဲပြီးရင်လည်းကျွန်တော်မေးကြည့်တာကအပေါ်မှာရှိတဲ့ဒီကြောက်ကတ်ဆက်ကြောက်ကတ်ဆေးတဲ့ဆက်လေးလုံးလည်းပလောင်နေယူသွားတယ်ပြောတယ် ဒီမှာခင်ဗျာဒီအရင်တော့ဒီနောက်မှာဂရင်းနေရှိလိမ့်မယ်အခုဒီမှာဂရင်းနေဆိုတော့ဘာမှမရှိတော့ခင်ဗျာကိုွင့်မြည်ဒီကောင်တွေခိုးလို့ရတော့အကုန်ခိုးတာဗျာပလောင်တွေတကယ်တခိုးတွေပလောင်ဆိုရင်တခိုးလို့လာမှာထားရတော့ပလောင်ဆိုရင်တခိုးပဲခင်ဗျာကြည့်လိုက်ဘာတခုမှမရှိတော့ခင်ဗျာဒါကဒါကခင်ဗျာတီဘောသူတီဘောသားတွေပိုင်နေဆေးုံဗျာနိုင်ငံအစိုးရပိုင်နေဆေးုံမဟုတ်ဘူးဒီဆေးုံဖြစ်ဖို့အတွက်ဒီဆေးုံမှာရှိတဲ့လိုအပ်တဲ့ပစ္စည်းတွေကိုနိုင်ငံတော်ကနေပြီးတော့ပံ့ပိုးပေးတာအလုံးစုံမဟုတ်ဘူး ပြည်ပမှာရှိနေတဲ့တိဘောသားတွေပေါ့ဗျာဒီနေ့ကနိုင်ငံခြားမှာအလုံးလုံးနဲ့သူတွေဒီကနေကြီးဝါချမ်းသာတဲ့သူတွေပြီးရင်နိုင်ငံတကာအဖွဲ့တွေရဲ့လှူဒါန်းမှုနဲ့ဝယ်ထားတဲ့ဟာတွေဗျာဒီမှာခိုးရတာကမြပလောင်ဆိုကမြသခိုးလိုတာမှတ်တာလေတော့ပလောင်ဆိုသခိုးပဲကမြကြည့်လိုက်ဘာမှမရှိဘူးဒါကမြမိုင်းရှင်းပြီလို့ဒီလိုပုံစံဖြစ်နေတာအပေါ်တန်းမှာလည်းဒီကြောက်ကက်ဆက်တွေဖြုတ်ခိုးရတယ်ကျွန်တော်တွားကြိုက်အောင်ဗျာအလားလဲဒါကကျွန်တော်ဆေးရုံတွေကကြောက်ကက်ဆေးတဲ့အခန်းဖြစ်ပါတယ်ဒီကြောက်ကက်ဆေးတဲ့အခန်းထဲမှာရှိတဲ့ဆက်ပစ္စည်းတွေလည်းဒီပလောင်တွေယူသွားတယ်ဒါကမြကြောက်ကက်ဆေးတဲ့အခန်းမှာ ခမဗျာခိုးလို့ရတာအကုန်ခိုးတယ်ဗျာအဲ့တော့ဗျာဒီဒီကျမ်းမိုင်နဲ့ပတ်သက်တဲ့အရာတွေကိုခမဗျာကုဟာကုသနိုင်တဲ့ထိတွေ့နိုင်တဲ့လူစွာရေးမြေပတ်လောင်တွေမှာမရှိဘူးခမဗျာပတ်လောင်လက်နက်ကင်ဖွဲ့ထဲမှာတနည်းအားဖြင့်ခမဗျာဒီနိုင်ငံတော်တွေဘွယ်ပေးတဲ့ခမဗျာ MPPN နဲ့ကြောင်းပြီးွားတဲ့သူတရားမရှိဘူးအခြားသောခမဗျာစေပညာဘွယ်နဲ့ကြောင်းပြီးတော့တရားမရှိဘူးပြည်ပနိုင်ငံတွေပြီးတော့ခမဗျာစေပညာနဲ့တက်ဆိုင်တဲ့ဘွယ်တွေယူပြီးတော့ပလောင်လက်နက်ကင်ဖွဲ့ထဲမှာရောက်နေလို့တရားမရှိဘူးအဲ့တော့ပလောင်တွေကဘာလုပ်မလဲဒီဟာတွေခမဗျာတဲ့ရမယ်တဲ့ပြီးခိုးပြီးရောင်းမယ် ်ဘသူတွေရောင်းမဲ့ဆိုသူနဲ့မဟာမိတ်လက်နက်ကိုင်ဖွဲ့တွေရောင်းမယ်ဘဲကိုခိုးမဲ့ဆိုဒီကောင်တွေပလောင်ရခိုင်ကပလောင်ကိုပိုင်အုပ်ချုပ်ဝင်ရဒေသကိုခိုးမယ်ခိုးပြီးယူသွားမယ်ဒီမှာဒါကြောက်ခက်စီတဲ့ခါမှဘာတစ်ခုမှမရှိတော့ဘူးကျွန်တော်ဒီကနေ့ဒီတိဘောဆေးဝင်နဲ့ပတ်သက်ရင်တော့ဆေးဝင်ရတော့ခင်ဗျာဆေးဝင်တော့မှရှိတဲ့ပစ္စည်းအားလုံးအကုန်ဝယ်ဖြစ်ရမှာဆေးဝင်တော့ကတည်းကလည်းဘာတစ်ခုမှမရှိတော့ဘူးဆေးဝင်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဆေးဝင်နဲ့ပတ်သက်တဲ့အတုံးပြုတဲ့ကျမ်းမာရေးဆောင်ရှောက်မှုပေးတဲ့ကျွန်တော်စက်ပစ္စည်းတွေဆေးဝါးတွေဆေးစွတ်တို့အကုန်ယူသွားတယ်ဘာမှမရှိဘူး ပြီးရင်ကျွန်တော်အချို့သောနေရာတွေမှာမီးကြိုးတွေဖြုတ်သွားတယ်အကုန်တက်ကပြန်လောက်ပြန်လောက်ရမှာကောင်းတာဆိုလို့ကျွန်တော်တို့အဆောက်အဦပဲကောင်းတာရှိတယ်ဒါတော့မှအကြမ်းဖက်အုပ်စုတွေကသူတို့ဒီကနေထွက်ပြေးစင်ကာလမှာမိုင်းခွဲသွားတဲ့အဆောက်အဦတခုရှိသေးတယ်အဲ့တော့ကျွန်တော်တို့ကပြောရှင်းပါလေပလောင်လက်နက်ကိုင်ဖွဲ့ဆိုတာပြည်တော်စိတ်သက်ရှိတဲ့လက်နက်ကိုင်ဖွဲ့မဟုတ်ဘူး။ဓမြားတိုက်စားတဲ့လက်နက်ကိုင်ဖွဲ့ကျွန်တော်တို့ကဒီအဖွဲ့တွေနဲ့ကျွန်တော်တို့ကဒီပြည်တော်စုကြီးတဲမှာရှင်တွဲနေတိုင်းပို့ဆိုတာကဘလုံးမမဖြစ်နိုင်ဘူး။ဘလုံးမကိုမဖြစ်နိုင်တာ။ဒါတော့ကျွန်တော်တို့စေုပ်နဲ့မှာရှိတဲ့အတွားနဲ့ကရင် ကုသတဲ့ကုသဆောင်ဒီမှာရတယ်သွားနဲ့ကိုရင်းဌာနအဲ့ဒီမှာရှိတဲ့ကျမ်းမာရေးစောက်ရှောက်မှုပေးတဲ့ဆက်ပစ္စည်းတွေဘာတစ်ခုမှမရှိတော့ဘူးကျွန်တော်လည်းပြောရမှာရိုးလေးပဲပြောချင်ပါတယ်ဘာတစ်ခုမှမရှိတော့ဘူးဒါကျွန်တော်သွားနဲ့ကိုရင်းကုသတဲ့ကုသဆောင်ဘာတစ်ခုမှမရှိတော့အကုန်ဖြုတ်ယူသွားတယ်အဲ့တော့မေးချင်တာပလောင်နဲ့မင်းတို့ဒီပစ္စည်းတွေကင်တက်လို့လားအသုံးပြနိုင်လို့လားမင်းတို့မှအဲ့လိုလူဆွားကြီးမရှိလို့လားမင်းတို့ရောင်းတဲ့တခိုးစင်းနဲ့ပဲရောင်းနိုင်မှာပေါ့ကြည့်ဦးခင်ဗျအကုန်ဖြုတ်ခိုးတာဗျာခင်ဗျကြည့်လိုက်ဒါဒါသွားနဲ့ကိုရင်းခါမှာ ကျန်တဲ့ခန်းနဲ့ကျော်လိုက်ကြည့်လိုက်မှာဗျာဒါလက်ရှိကျွန်တော်ထပ်ပြီးရောက်နေတာကတိဘောမြို့ဆေးရုံရဲ့ area ပါတိဘောမြို့ဆေးရုံမှာကကျွန်တော်တို့မူလာဆေးရုံနဲ့တိုးချက်ဆေးရုံတို့နှစ်ခုရှိပါတယ်ဒါကကျွန်တော်မူလာဆေးရုံပါဗျာဆေးရုံဆေးရုံအဟောင်းနေရာလို့ပြောမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီဆေးရုံမှာအသုံးပြုတဲ့ဆေးစတိုပါကျွန်တော်တို့ဒီမှာရှိတဲ့ကျမ်းပိုင်ဝန်ထမ်းတွေမေးတဲ့အခါမှာဒီဆေးစတိုထဲမှာရခင်ကဆေးတွေကကျွန်တော်အပြည့်ရှိပါတယ် ဒါလက်ရှိမှာကျွန်တော်ရောက်တဲ့အခါမှာဆေးဝါးနဲ့ပတ်သက်တဲ့အရာဘာတစ်ခုမှမရှိတော့ဘူး။ဒါကျွန်တော်ကကျွန်တော်ဆေးထားတဲ့နေရာတွေဆေးထားတဲ့နေရာဆိုတော့ဆေးနဲ့ပတ်သက်တဲ့အရာဘာတစ်ခုမှမရှိတော့ပလောင်ဖွဲတွေခိုးသွားတယ်၊ယူသွားတယ်၊ဓားများတိုက်သွားတယ်၊လူယူသွားတယ်၊ပြည်သူပိုင်ပစ္စည်းကိုယူသွားတယ်ခင်ဗျာဒီမှာကျဆေးစတိုဆေးစတိုမှာဘာမှမရှိတော့ဘူး။အထဲအခန်းမှာလည်းကျွန်တော်တို့ကျွန်တော်လှမ်းကြည့်ရတော့ဘာမှမရှိရသေးဘူး။ဘာမှကျွန်တော်တို့ဒီဆေးနဲ့ပတ်သက်တာဘာတစ်ခုမှမရှိဘူး။ကျွန်တော်လည်းနေဝင်မယ်ဆိုရင်ကျွန်တော်သိရတဲ့လောက်ကမေးကြည့်တဲ့အခါမှာဒီ area ကမိုင်းမရှိရသေးဘူး။ မိုင်းမရှင်းသေးတဲ့အခါကျတော့ကျွန်တော်မိုင်းအန်တီကြောင့်ကျွန်တော်အထဲကိုမဝင်တာဖြစ်ပါတယ်။ဒါကျွန်တော်ဝင်လို့ရတဲ့နေရာနဲ့ကျွန်တော်ရိုက်ပြတာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ထပ်ပြီးရောက်တာကတီဘောမျိုးစေယုံကြီးပေါ့။တီဘောမျိုးစေယုံကြီးမှာရှိတဲ့တားဖွားဆောင်ပါ။ဟောတားဖွားဆောင်ပါဆိုရင်လည်းပဲဒီကျမ်းမိုင်းနဲ့ပတ်သက်တဲ့စက္ကရာတွေပါတခုမှမရှိတော့ဘူး။ဘာတခုမှမရှိတော့ဘူး။မြင်တဲ့အတိုင်းပဲဒီမှာကြည့်ရတနည်းပြပြောမယ်တကယ်တုတ်တန်တစားမြင်လို့ဗျာ။အဲ့ဒီလိုပြောမှဖြစ်နေတယ်။ဘာတခုမှမရှိတော့ဘူး။ ကျွန်တော်လည်းပြောရတာဘာတစ်ခုမှမရှိတော့ဘူးနဲ့စာရီးဘာတစ်ခုမှမရှိတော့ဘူးနဲ့ဆုံးသွားမယ်လို့ဖြစ်နေတယ်။ဒီတက်မှာရှိတဲ့ကျွန်တော်ဆက်ပစ္စည်းနဲ့ကျမ်းမာရေးဆောက်ရှောက်မှုပေးတဲ့ဆက်ပစ္စည်းဘာတစ်ခုမှမရှိတော့ဘူး။ပြီးအချို့တော့ဒီမှာလည်းကျွန်တော်ကတင်းတွေလည်းမရှိတော့ဘူး။ယူရပြားအကုန်ယူရပြားဘာလို့ရမှာလဲဗျာကျွန်တော်မေးချင်တာ။ကိုနဲ့မဆိုင်ဘူးလို့ဗျာ။ခင်ဗျအတုံးပြတ်လို့လား။ကင်တွေတက်လို့လား။ဒါတောက်ပွားဆုံး။အဲ့တော့ကျွန်တော်တို့ဒီတိဘောမြို့မှာရှိတဲ့မြို့နယ်သူမြို့နယ်သားတွေပြီးဖွားခဲ့တဲ့နေရာဒီကနေပြီးတော့ဒီဆေးရုံကြီးကနေပြီးတော့ကျမ်းမာရေးဆောက်ရှောက်မှုပေးလို့ ဟလာကျွန်တော်လူလားမြောက်ခဲ့တဲ့လူပေါင်းများစွာရှိတယ်။ဒီဒေသခံပေါင်းများစွာရှိတယ်။ဒီဒေသခံတွေအနေနဲ့ကဘာအရေးရဲ့မြေသိနိုင်ငံကိုရောက်ရှိနေပြီဖြစ်စေကျွန်တော်ဆေးအောင်ကြီးပြန်ပြီးတော့ဖွံ့ဖြိုးဖို့ပြန်ပြီးတော့တာယာဖို့ပြန်ပြီးတော့စီပင်ဖို့အတွက်လိုအပ်တဲ့ကျွန်တော်တို့အရာတွေကိုပံ့ပိုးပေးဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါတယ်ကျွန်တော်တေဝမျိုးကသားမဟုတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံသားပါကျွန်တော်သတင်းတင်ပြတာမြန်မာနိုင်ငံသားဆိုတဲ့စိတ်နဲ့ပဲကျွန်တော်တင်ပြတာဖြစ်ပါတယ်တေဝမျိုးဆိုတဲ့တေဝမျိုးသားဆိုတဲ့စိတ်နဲ့တင်ပြခဲ့တာမဟုတ်ဘူးဒီလိုလာရိုက်တယ်လေလာရိုက်တဲ့သတင်းလာရိုက်ရိုက်ကူးတယ်ဆိုတာကလည်း ျွန်တော်တီဘောမြို့ကအတွက်ကျွန်တော်တီဘောမြို့သားတီဘောမှာမွေးတဲ့လူတယောက်နေကျွန်တော်လာပြီးသတင်းရိုက်ကူးပေးတာမဟုတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံသားတယောက်ဆိုတဲ့စိတ်နဲ့ကျွန်တော်လာပြီးရိုက်ကူးပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာရှိတဲ့ကျွန်တော်အနေနဲ့အရမရောက်ရှိနေတဲ့ကမ္ဘာနိုင်ငံအသီးသီးမှာရောက်ရှိနေတဲ့တီဘောမြို့ကနေမြို့တီဘောမြို့နဲ့သူမြို့နဲ့သားတွေတီဘောမြို့ကနေပဲကျွန်တော်တို့ချမ်းသာကြွယ်ဝနေတဲ့တီဘောသူတီဘောသားတွေအနေနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီဆရာဝန်ကြီးတွေတပ်ဆိုင်ရာဝန်ကြီးဌာနတွေချိတ်ဆက်ပြီးတော့လိုအပ်တဲ့အရာတွေပံ့ပိုးပေးကြပါခင်ဗျားတို့ ဘလောက်ပဲတန်းနိုင်တန်းနိုင်ဗျာခင်ဗျားတို့ပံ့ပိုးပေးကြပါဒါမှသာလင်ကျွန်တော်တို့ပြောင်းပြီးတော့မြင်းမြန်ဆန်ဆန်နဲ့ရှင်သန်လာမှာဖြစ်ပါတယ်ဒါဒီကောစေုံရဲ့ဂျာဆေးစတိုဒုတိယမြောက်နေရာဒုတိယမြောက်နေရာကလည်းပထမပထမဆေးစတိုလို့ပါပဲအထက်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးယူသွားတယ်အကုန်လုံးမှာပါတယ်ဒါဆေးစတိုနေရာပါဘာမှမရှိတော့ဘူးအဲ့မှာကျွန်တော်တို့ထပ်ပြီးသိရတာကဘာလဲဆိုတော့ဒီဆေးုံနမှာဒီကလေးတွေကုကုတဲ့ကုသတော်ရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်ကလေးတွေကစားဖို့တော့ ဒီပတ်ဘူကမလျှောစည်းတဲ့ဟာလေးရှိတယ်အဲ့ဒါတွေပါဖြုတ်ခိုးပါတယ်ဒီကောင်းနေပြအကုန်ခိုးတယ်ဗျာဒီမှာဒါ sales store ဆိုလဲအကုန်မောက်ပါဘာတစ်ခုမှမရှိတော့ဒါခင်ဗျားတို့မြင်တဲ့အတိုင်းပဲဘာတစ်ခုမှမရှိတော့ဗျာနော်အားလုံးမင်္ဂလာပါဗျာဒါတော့ကျွန်တော်တို့ဒီပေါ်မျိုးစေယုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်နေရာအနှံ့ကျွန်တော်ဝင်ရောက်ကြည့်ပြီးသွားပြီဒါကကျွန်တော်ပထမမူလစေယုံပေါ့ဗျာဟိုဘက်မှာတိုးချက်စေယုံပေါ့ဒီဒီမူလစေယုံနဲ့ပတ်သက်ပြီးကျွန်တော်လိုက်ကြည့်တဲ့အခါမှာစေယုံနဲ့မှာရှိတဲ့ကျွန်တော်တို့စေစေယုံစေယုံ area တော့မြက်တင်နေမှာဖုံးလွှမ်းနေတယ် ခင်ဗျားတို့မြင်တဲ့အတိုင်းပဲဒီဆေးအုံရတော့ကျွန်တော်ပျက်စီးမှုတော်တော်ကြီးမာတယ်ဆေးစတိုတွေပြီးရင်ကျွန်တော်ခွဲစေကံကိရိယာရဲ့အားလုံးကလည်းအများစုပါဗျာအချမ်းပိုင်နဲ့စောက်ချောက်တဲ့ဆက်ပစ္စည်းတွေအများစုပါဒီဒီမူလဆေးအုံရဲ့အတွင်းထဲမှာပဲထားတာအဲ့ဒါလည်းကျွန်တော်အကုန်လုံးယူရတယ်ပြီးရင်ကျွန်တော်တို့ဆေးပစ္စည်းတွေအကုန်ယူရတယ်ပြီးရင်ကျွန်တော်ဆေးအုံသုံးတဲ့ဂရင်းတွေယူရတယ်ခွဲစေကံသုံးပစ္စည်းတွေယူရတယ်နောက်ဆုံးခင်ဗျားဒီမှာရှိတဲ့ဒီကလေးတွေကလေးတွေကလေးကုသဆောင်တွေရဲ့ရှေ့မှာရှိတဲ့ကလေးကစားစရာကစားကွင်းတွေမှာအကုန်ဖြုတ်ယူရတယ် တော့ဒီတီပေါ်မျိုးပင်မဆေးဥနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တော်တော်ကြီးကိုပြုပြင်ရမယ်အဲပြုပြင်ရမယ်လို့ကျွန်တော်ပြောမှာဖြစ်တယ်ဒီဆေးဥတော့မှကျွန်တော်တို့ဒီအင်္ဂလိပ်လက်ထက်ကအဆောက်အဦတွေလည်းကျွန်တော်တွေ့ခဲ့ရတယ်အချို့သောအဆောက်အဦတွေကအကောင်းတန်းရှိသေးတယ်အချို့သောအဆောက်အဦတွေကတော့ကျွန်တော်တို့ဒီ TNLA ထိန်းချုပ်စဉ်ကာလကသူတို့ရဲ့ဖြက်စီးမှုတွေကြောင်းရယ်ပြီးရင်ကျွန်တော်တို့တဘာဝဘေးကြောင်းရယ်ကျွန်တော်ဆေးဥညာတော့တော်တော်လေးပျက်စီးသွားတယ်ပို့ဆိုတော့ကကျွန်တော်ဒီဆေးဥညာပတ်သက်တဲ့ကျမ යි လုပ်ငန်းတော့ပစ္စည်းတွေကတော့ဘာတစ်ခုမှမရှိတော့ပါဘူးအသေးရဆိုအကြီးကြီးဘာတစ်ခုမှမရှိရပါဘူးအကုန်လုံးကျွန်တော်ပြန်ပြီးတော့ ဖြည့်တရားမဲ့အနေထားကိုတွေ့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ